င်္ဂလာပါရှင်။ဘာမှခဲ့တဲ့သတင်းဌာနမှဂျိုဆိုလိုက်ပါရရှင်။ယခုချိန်မှစာပေနောက်ဆုံးရသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့မြောင်းကလာတွင်အေဂျင်စစ်သည့်ရဲနှိုးခွေးကိုက်ခင်ရပြီးတဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရန်ကုန်မြောင်းကလာပါမြို့နယ်တဲကစစ်ကောင်စီလောက်ခံရဲတပ်ဖွဲ့တဲကအင်းစင်းလိုက်လံစစ်ဆေးခဲ့တဲ့ရဲနှုတ်ခွေကိုက်ခင်ရပြီးခွေဦးပြန်ယောဂါကြောင့်မတ်လ19ရက်ညနေမှာတယောက်သေဆုံးပြီးတယောက်ဆေးကုသမှုခံယူနေရတယ်လို့သေဆုံးသူရဲမိသားစုနဲ့နှိဆက်သူတွေကပြောပါရယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီ14ရက်နေ့ည9နာရီကျော်လောက်ကဝေဘာကီလမ်းမကားကြီးရက်ွက်ဘက်ကနေဝေဘာကီမြို့တစ်ထဲကရက်ွက်တစ်ခုကိုအင်းစင်းဝင်စစ်ခဲ့ပြီးအပြင်ဝေဘာကီအနည်းကပန်းချန်အနားမှာခွေကြိုက်ခံနေရတာလို့ရဲတပ်ဖွဲ့ဝင်နဲ့အနည်းဆက်သူမိသားစုတယောက်ကပြောပါရယ်။ဖြစ်တာကတလားတောင်ကြုံနေပါပြီ။စုံနာကတော့မနေညနေကပါခွေကြိုက်လိုက်တာကနှစ်နေရပါဘာမှမဖြစ်လာဘူးထင်ပြီးမန်းမဲမန်းနေတာ။ နောက်တစ်ယောက်ကသွားချစ်ရလောက်ပဲရတာအသေးအံဖြစ်တာကဒီလာဆန်း3-4ရက်လောက်ကမှဖြစ်တာဆဆချင်းကောင်းတချမ်းကြိုက်တယ်ကြိုက်တယ်ဆိုပြီးအကြိုက်ခဲပြောက်စီရီတောက်တာမနေဘူးနောက်တော့ဘာမှလည်းမစားတော့တစ်ချိန်လုံးအန်နေတာစီရော့တောက်တယ်ရေတိုက်လို့မရဘူးအခန်းလေးကနေဘယ်ပြေမှကိုမထွက်တော့တာဈေးရုံပိုရာ16ရက်နေမှပိုရာအဲ့ဒီမှာဆုံးသွားတာ အသက်40ကျော်ရဲ့ရဲတပ်ဖွဲ့ဝင်တို့တိဆုံနာအောင်မြို့နယ်ရဲတပ်ဖွဲ့ကတရင်ဖုံနာပြီးရဲစခန်းဝန်အတွင်း၌အတုပအခမ်းအနားလုပ်ခွင့်မပေးဘူးလို့သိရပါဗျ။မြောင်းကလာပါမြို့နယ်အတွင်းကရက်ွက်18ခုနဲ့မြို့တိရက်ွက်2ခုမှာ2025နှစ်စံပိုင်းကစလို့စက်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဦးဆောင်ပြီးမြို့နယ်ရဲရက်ွက်လုံခြုံရေးတွေနဲ့ပူးပေါင်းကအေဂျင်စစ်ဆေးမှုတွေကိုအလဲကျပြုလုပ်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးလေးမျက်နှာတိုက်ပွဲရင်တန်ရအပြင်းထန်ရရှိထားသည့်စစ်ကောင်စီတပ်ကအရာရှိစစ်ဗိုလ်မှုတိုက်ဆုံဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။ ARR အတိုင်းလေးမြန်နာမြို့နယ်ရင်းစကောင်းစီတက်နှင့်ပြည်သူ့ကော်ရီတက်မတော် PDF တပ်ဖွဲ့ဝင်များကိုတိုက်ပွဲဖြစ်ပွားပြီးစကောင်းစီတက်မှအရာရှိစစ်ဗိုလ်တို့တင်ရအပြင်ထင်ရရှိကတိစုံသွားကြောင်းသိရသည်။လေမျက်နှာမျိုးနဲ့ဝက်ကုတ်အုပ်စုနဲ့တုံးတော့အထက်စုကြားရင်စကောင်းစီတန်နဲ့ PDF တပ်ဖွဲ့ဝင်များမှရမန်နေမက်စကိုရဲ့နေရင်အပြန်လန်ဖြစ်ပွားခဲ့ပြီးစကောင်းစီတပ်ဘက်မှအရာရှိစစ်ဗိုလ်တို့တိုက်ဆုံခဲ့ခြင်းဖြစ်ကြောင်း ARA တိုင်းတရင်ရင်းမြစ်ထံမှသိရသည်။ အခုနှစ်အချိန်ကြီးက PDF တက်တွေရုံမဆက်ကဝုတ်ကုန်းအုပ်စုရွာတွေကနေတဖြည်းဖြည်းထိုးစစ်ဆင်တဲ့အပြင်ဇားကိုက်ကွင်းကြီးရွာဘက်ကိုလည်းထိုးစစ်ဆင်လာတယ်စစ်တပ်ဘက်ကလည်းဆက်လက်ပြီးကာဝယ်ဖို့ပြင်ဆင်နေကြတယ်ဟုဒေသခံတွေက ARD Time ကိုပြောသည်ရှမန်နီမက်စလာစကူရန်နေရင်စကောင်းစီတနစ်ကောက်ရီးတက်ဖွဲ့ PDF တို့အပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့တော့လေလက်ရှိမက်စလာ20ရန်နေရင်နှစ်ဖက်ပြက်ခတ်တန်ကြားခြင်းမရှိဘဲငြိမ်သက်နေကြောင်းဒေသခံများကဆိုသည် ဝဂုံအိုစုရခိုင်ယုံမဆက်ရှိလဲခုံလေးရှာတော်စုဇောင်းဝင်ဝဂုံကြီးရွာလဲခုံကြီးဆန်ကုန်းဆက်ဆက်ယူကြီးရွာမှဒေသခံများမှအနေငယ်သာကြံရှိခဲ့ကြပြီးစစ်ပေးရှောင်နေကြရာကြောင့်ဒေသခံများထံကတရားသည်ညကတော့စစ်တပ်ကဒရုန်းနဲ့ပုံကျဲသေးတယ်ဒီနေ့တော့ငြိမ်နေကြတယ်စစ်တပ်ဘက်ကအင်း900လောက်နဲ့အမြောက်တင်းလက်နက်ကြီးတွေဆက်ဆက်ယူရွာအထက်ပိုင်းတောင်ကုန်းတွေပေါ်မှာဆင်းထားတယ်ဟုဆက်ဆက်ယူကြီးရွာရှိဒေသခံမျိုးသမီးတူက ERA Time ကိုဆက်လက်ပြောဆိုသည် ရှင်းနော် ARA တိုင်းလေးမြနာမျိုးနဲ့ချင်းလေကြည်ရွာနဲ့ဆက်ဆက်ယိုကြည်ရွာတို့တွင်စကောင်းစီတန်နေအရခတက်မရော A ပူပေါင်း PDF တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးစကောင်းစီတပ်ကတရန်ရတပ်ဖွဲ့ဝင်များကိုပသိမ်းတို့အရေးပေါ်ပူဆောင်ခြင်းလမ်းတွင်မင်းတိဆုံကုန်သောတည်ရသည်ထို့ပြင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေသည့်လေးမြနာနဲ့တာပေါင်းတို့မှစကောင်းစီတပ်ဖွဲ့ဝင်များ၏တိဆုံယုံလောင်းများကိုဖော်ကားတစိမ့်နဲ့ပြည့်တဲ့ဆောင်လာပြီး ARA တိုင်းကွင်းကောက်ဖွဲ့ကြည်ရွာအုပ်စု ပသိမ်းပုံရွာလမ်းမကြီးပေရှိအုတ်တင်ကြည်ရွာ၏မိသားစု က်တွင်မတ်လ19ရက်နေ့ညနေ3နာရီခန့်ကစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကိုတကြိုခဲ့ကြောင်းသိရသည်။ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များအတူအပြက်များနေခြင်းတွင်စစ်ကောင်ဆောင်ကခြေထုလက်တူလုပ်ငန်းအုပ်ချုပ်မှုဒရိုက်တာကိုတုဒမမနေ့ဇော်တာဒရတ်ဂုံတူဆောင်ပွဲ PS ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တိုက်ပွဲများနိုင်ငံအနှံဖြစ်ပွားလာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များတေဆုံနှင့်ဂျိုးကန်ပြတ်တောက်မှုများနေချိန်တွင်စစ်ကောင်ဆောင်ကခြေတုလက်တုတက်ဆင်သည့်ကွန်မဏီဒရိုက်တာဖြစ်သူကိုဂုံလူဆောင်ပွဲတစိပေးရခဲ့ကြောင်းသိရသည်မြန်မာအမျိုးသားတူရဲပိုင်းတန်းကျွဲကဘာကွန်မဏီလီမိတက်ဒိန်းနှံဆက်မှုလမှု ခွန်တုံလုံးချေတူလက်တူလုပ်ငန်း၏အုပ်ချုပ်မှုဒါရိုက်တာဒေါက်တာတန်ထွန်းဦးကိုစစ်ကောင်စီကသူရမမနစ်ဇော်တာဒရပွဲတစိတော်ပေးရချီမြန်လိုက်ကြောင်းစစ်ကောင်စီအထုတ်ပြန်ထားသည်စစ်ကောင်စီကပြီးခဲ့သည့်ဇန်နဝါရီလ၄ရက်နေ့ကကြာရောက်သော89ကျင်းမြောက်လွတ်လပ်ရေးနေ့တွင်ဒေါက်တာတန်ထွန်းဦးကိုသူရမမနစ်ဇော်တာဒရပွဲတစိပေးရချီမြန်ငယ်စဉ်ဖြစ်ကြောင်းသိရသည် ဒေါက်တာတန်ကျော်သည်ဗုဒ္ဓကလျာဏယူဝအသင်း YMBA ဒုတိယဥက္ကဋ္ဌများတွင်တူအပါအဝင်ဖြစ်ပြီး1980တွင်ခြေတုလက်တုလုပ်ငန်းကိုစတင်တည်ထောင်ခဲ့ကမြန်မာနိုင်ငံစစ်မှုတန်းဟောင်းဘုအဖွဲ့ကိုဆက်သွယ်ရေးခြေတုလက်တုလုပ်ရမ်းမှုများကိုလှုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသိရသည်။ ဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့ကြောက်ဖြူရင်စစ်တပ်ထောက်ဖို့စစ်ကြောင်းကိုအေးဖြတ်တိုက်ဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ချင်းတိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်စစ်ကောင်စီ ထောက်ဖို့စစ်ကြောင်းတစ်ခုကိုအရက်ခတမရအေးကဂျားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်ကြောက်ဖြူမြို့အမှတ်30နှစ်ရဲတပ်ရင်မှတိုက်ပွဲဖြစ်ပွားသည့်တညောင်ရီရဲတပ်ဌာနချုပ်အနေနဲ့ထောက်ပို့လာသည့်စစ်ကြောင်းကိုရွှေမန်နီမက်စလာ19ရက်နေ့တွင်အေးအေးကလမ်းကွက်လွတ်တွင်ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များထံကသိရသည် ရေထက်ဌာနချုပ်မှာတိုက်ဝဲပြင်းနေချင်းအင်အားဖြည့်ဖို့စစ်ကြောင်းတက်လာတာအဓိကထောက်ဖို့လုပ်ဖို့ပေါ့ဒါကိုအဲ့ဒီရေတက်ရင်နဲ့တိုင်းချောင်းရွာချားမှာအေအေကဖျက်တိုက်လို့ထိထိတိုက်ပွဲဖြစ်တာဟုအေအေနဲ့နေဆက်သည့်စစ်ရေးတရင်ရင်းမြစ်တို့ကပြောသည်အမှတ်30နှစ်ရေတက်ရင်မှာရေထက်ဌာနချုပ်ရဲ့အနောက်ဘက်9မိုင်ခန့်အကွာရင်တည်ရှိပြီးယမန်တွေကအဆိုပါရေတက်ရင်မှာထွက်လာသည့်ထောက်ဖို့စစ်ကြောင်းကိုအေအေကဖျက်တိုက်ခဲ့၍နှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့သည် ထို့ပြင်ယမန်အနေက32ရဲတပ်ရင်းအနေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရေတပ်ဌာနချုပ်အနေနဲ့လည်းစစ်ကောင်စီနဲ့အေရိုတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ကြောင်းသိရသည်စစ်ကောင်စီလက်နက်ကြီးများမှာကုလဘတောင်ကျွာရင်းကြားရောက်ပောက်ကွဲမှုများရှိခဲ့ကြောင်းလဲဒေသခံများပြောပြချက်အရသိရသည် ။ရွာရဲနဲ့ဘုံကြီးအောင်ကိုလက်နက်ကြီးတွေကြတဲ့လူကြီးကတော့မရှိခဲ့ဘူး။မနေ့ကတိုက်ပွဲကနှစ်နေရဖြစ်တာတနေ့ကုန်ပြစ်ခတ်ကြတာဟုမြေပြင်ခြေနေသိရှိသူကြောက်ဖြူဒေသခံတို့ကပြောသည်။ ကျောက်ပြူရင်းဖေဖော်ဝါရီ20ရက်မှစ၍စစ်ကောင်စီနှင့်အရကတမ်ရော်တို့ကြားတိုက်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲတွင်စစ်ကောင်စီကဒရုန်းအထိကအုံပြတိုက်ခိုင်းနေ၍အရသာထိခိုက်သေးဆုံးမှု နေဆောက်အောင်ပျက်စီးမှုများပြားရှိနေသည်ထို့ပြင်တိုက်ပွဲဖြစ်ပွားရာနေရာနှင့်အနီးဘက်ဝန်းကျင်ကျေးရွာပေါင်း20ကျော်ကဒေသခံဌာနချီမှဘေးလွတ်ရာတိမ်းရှောင်နေကြပြီးစာဝတ်နေရေးဆေးဝါးရေးဖို့ကူညီလျက်ရှိကြောင်းသိရသည် ဆက်လက်ပြီးစစ်မှုထမ်းမောင်းရင်စူဆောင်းခဲ့သူတွေကိုအေးအေးယူနေတယ်လို့စစ်ကောင်စီပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တမရော်အနေနဲ့အရွယ်မရောက်သေးသူကလေးတငယ်တွေကိုစစ်မှုထမ်းလုံးဝစူဆောင်းခြင်းမပြုဘူးနဲ့အကြောင်းမျိုးမျိုးနဲ့မောင်းရင်စူဆောင်းခံခဲ့ရသူတွေရှိပါကလည်းအမြဲဆုံးထွက်ခွင့်ပြုနေတယ်လို့စစ်ကောင်စီကပြောပါရယ်။ဒီကနေ့မှပြုလုပ်ခဲ့တဲ့တမရော်အတွင်းမှာအရွယ်မရောက်သေးသူကလေးတငယ်များအောင်ပြန်လည်နှုတ်ထွက်ခွင့်ပြုပြီးမိဘများတန်လွှဲပြောင်းပေးရခြင်းခံနာမှာစစ်ကောင်စီတောင်းရင်ရှိသူတွေကပြောကြားခဲ့တာဖြစ်ပါရယ်။ အရွေမြောက်သေးသူကလေးတငယ်စစ်သည်ရီတက်မတော်အတွင်းမှာလုံဝမကြံရှိစေဖို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းမှားရင်စုဆောင်မိခဲ့တဲ့တောင်းရှိသူတွေကိုလည်းစစ်ဆေးခန်းနဲ့အညီအရေးယူနေတယ်လို့ဆိုပါတယ် တမရော်တွင်အရွယ်မရောက်သေးသူကလေးတငယ်တွေကိုသက်ဆိုင်ရာတိုင်းဆက်ဌာနချုပ်လိုက်အသေးစိတ်စီစစ်နှုတ်ထွက်ခွင့်ပြုလျက်ရှိရာအသက်မပြည့်စစ်သည်63ဆစေးတွေ့ရှိခဲ့ပြီး၎င်းတို့မိဘများတန်တို့ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဝါရဖြန့်သတင်းစာရီမှာဖော်ပြထားပါတယ်။တမရော်အနေနဲ့တစ်ဖက်မှာအခုလိုပွဲတွေကျင်းပပြီးအရွယ်မရောက်သေးသူတွေကိုနှုတ်ထွက်ခွင့်ပြုနေပေမဲ့လည်းတစ်ဖက်မှာတော့ အရွေးမရောက်သေးသူတွေပျောက်ဆုံးမှုများလာတာအတင်းအဓမ္မစစ်သားစုဆောင်မှုတွေပုံမခံနေရတယ်လို့မော်လမြိုင်မြို့ကန်ပြည်သူတွေကပြောပါတယ်စကောင်းစီအနေနဲ့အလားတူမိဘများတန်လွှဲပြောင်းပေးအပ်ပွဲခံနာတွေကိုရန်ကုန်မြို့စစ်ကြောရေးနဲ့တဲခိုရေးစခန်းများရီစာပေတိုက်ခန်းမှာတို့မှာ2012ခုနှစ်မှာယနေ့ထိအခမ်းအနားဖြင့်ဆက်ရှိခြင်းတက်မလို့အစီအစဉ်ဖြင့်၄ကြိမ်ပေါင်း22ကြိမ်ရှိခဲ့ပြီးစုစုပေါင်း1150ဦးခန့်ကိုလွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ဆိုထားတာပါတစ်ဖက်မှာတော့စကောင်းစီကစစ်မှုရန်အပတ်စဉ် စတေကိုမတ်လ18ရက်နေ့ကသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့တင်းတန်းကြောင်းတွေမှာထမှန်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေကိုအာဏာရှင်အောင်ဦးတန်းရွှေက2010ခုနှစ်မှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီးအာဏာသိမ်းစစ်ကောင်ဆောင်ဘူချုံမှုကြီးမြောင်းလိုင်းကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာအသက်သွင်းခဲ့တာပါစစ်ကောင်စီဘက်ကတော့စစ်မှုရန်အပစင်စစ်တဲ့တင်းနှန်းတက်ရောက်သူတွေဟာစစ်မှုရန်ဥပဒေအရအရေးအချင်းပြည့်မီသူတွေဖြစ်တယ်လို့ဥပါရဖြန့်ထားပါတယ်